ီစာပါလေးဝရီအပန်ကကြိုဆိုပါရရှင်ဒီတစ်ပတ်မှာတော့စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရေးမှူးဦးမျိုးကျော်နဲ့လေးဝရီ FM ဝိုင်းတော်သားကေဇူးရဲ့မိ мян ခန့်ကိုနားဆင်ကြရမှာပါ။ဒါလေးဆိုပါဗျာ။လေးဝရီ FM ရဲ့မိ мян ခန့်ကိုကြိုဆိုပါရစေ။ဒီပရမသုမေးခွန်းကဒီအခုစစ်ကောင်စီကနေကြီးမားဟို ကြိုးစားနေတဲ့ဒီရွေးကောက်ပွဲကိုပေါ့နော်ဆင်းရနေတဲ့ဘလိုမျိုးလဲကိုလူနဲ့ကိုအလန်ရှိုးကိုဖဲကိုဟိုဆင်ကိုဟာကိုကလာပန်တို့ကိုလူကရှိုးပြီးတော့ကိုကိုထမ်းလို့ပြီးတော့ငါအပေါ်လို့ဝိုင်းကိုစားတယ်ဆိုတဲ့ဟာမျိုးနော်အဲ့ဒီပုံစံဖြစ်တော့ချင်းချင်းပြောလို့ရှိရင်နိုင်ငံတကာကလည်းအဲ့ဒီဟာကိုဟိုအတိမာကျမှာမဟုတ်တော့ဘူးပြည်သူတွေကလည်းလက်ခံနိုင်ပေါ်မရှိဘူးပေါ့လေ အဲ့ဒါကိုဆိုလိုတာပါဘာဖြစ်လို့လဲဆိုတော့တည်သူအများကြီးကသူတို့ရဲ့ဆန္ဒအပေါ်မပါဘဲနဲ့ဇုတ်အတင်းတမလုပ်တဲ့ရွေးကောက်ပွဲအတူရောရွေးကောက်ပွဲသာဖြစ်လို့အခုဒီစစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲမှာပေါ့နော်ဒီရခိုင်ပါတီတွေလည်းဝင်ပြိုင်မယ်ဆိုပြီးတော့သိထားပါတယ်ဘယ်ပါတီရဝင်ပြိုင်မယ်လို့ဆေးရရင်လည်းသိထားပါတယ်လေကောင်စီရဲ့ရွေးကောက်ပွဲမှာတော့ရခိုင်ကဆိုလို့ရှိရင်ဟိုပါပေါ့နော်ရခိုင်ချစ်ဆောင် ဥဆောင်ပါတီပေါ့နော်အဲ့ဒီပါတီရှိမယ်နောက်ရခိုင်နာမည်နဲ့ဆိုရင်ခိုင်အယူသားအင်အားစုပါတီရှိမယ်နောက်မျိုးနွယ်စုပါတီဖြစ်တယ်ကျွန်တော်တို့ဒီခမီးပါတီရှိမယ်နောက်မျိုးဥဆောင်ဆောင်ပါတီရှိမယ်မျိုးကနှစ်ပါတီရှိမယ်နော်အဲ့ဒီဟာရခိုင်ပြည်နယ်မှာရှိတယ်အဲ့ဒီအပြင်မချာခင်ကမှပြန်ပြီးတော့ရေးစတာလုပ်လာတယ်ရခိုင် တာရင်သာမြာပါတီနော်အာအပအာအန်ပီပိုအရာလေးတစ်ခုလေးတွေ့တော့နော်ဒါတွေကတော့ကျွန်တော်တို့ဒီသူတို့ရဲ့တည်ငြိမ်ခြင်းအရှက်ကြီးကြီးပြောရတာပေါ့နော်ဒီလိုပါတီတွေတော့ရှိတယ်ဒါဆိုရင် အခုလက်ရှိဝင် ပြိုင်မဲ့ပါတီတွေကရော သူတို့လူချင်းနဲ့ရလမျိုးကိုထွက်လာမယ်လို့ဆေးရအနေနဲ့ယူဆပါလား ိုတော့အခုချိန်မှာအဲရခိုင်ပြည်အတိုင်းအတာနဲ့ပြောလို့ရှိရင်လေရခိုင်ပြည်နဲ့မှာကရခိုင်ပြည်မှာကအခုချိန်မှာအဲပါတီနိုင်ငံရေးပါတီအရေးအရာကိစ္စဆောင်ရွက်ဖို့အင်တာဖြစ်ဆိုတော့အမျိုးသားနိုင်ငံရေးကတော့တောက်လျှောက်လုပ်နေရမယ်ဆိုတာကျွန်တော်အားလုံးကြည့်တယ်။ဒါမှမဟုတ်ပါတီရေးရာကိစ္စဆိုတာကဒီရွေးကောက်ပွဲနဲ့ပေါ်ဖို့အနေထားဒီနေ့ပကတိအခြေအနေမှာဘယ်တော့မှမဖြစ်နိုင်ဘူး။ နောက်တစ်ခါအခိုးဟာကပြီးထောင်စုเนาะဒီတဏ္ဍာငါလုံးအတိုက်အန်နဲ့ဆွမ်းဆောင်တဲ့ဒီကောက်ဖွဲကြီးဖြစ်နေတယ်ဒီနေ့ရခိုင်ပြည်ရခိုင်ပြည်တွေသွားရှင်တာကဒီရခိုင်ပြည်ရဲ့တေးချာရည်ရည်မှုအနေထားပေါ်မှာပဲဒီလိုပါအဲတော့နိုင်ငံရေးရရတည်ရှိနေဒီနှစ်ခုကတော်တော်လေးကြာနေတယ် အဲ့ဒီအတွက်မှာဒီပြည်ဆောင်စုကနေပြီးတော့ဒီ2000နဲ့ပေါ်မဲ့ဟာကိုရခိုင်ပြည်သူတွေကလိုလားမှာမဟုတ်ဘူး။အဲ့တော့ဒီပါတီတွေပတ်ပုံတင်လိုက်တယ်ဆိုကြတဲ့ရာကိုပါနော်ရခိုင်ပြည်သူတွေရဲ့စံတဲ့ပေါ်ထားမဲ့ကတော့အော်ထပ်တူကြတော့တော်ကြီးကွာဟာသွားလို့ကျွန်တော်ကတော့မြင်နော်အဲ့ဒါကြောင့်လေအဲအခု မှတ်ပုံတင်ထားတဲ့ပါတီတွေတနည်းအားဖြင့်ပြောရင်ဒီမှတ်ပုံတင်ထားတဲ့ပါတီတွေကလည်းဟိုကျွန်တော်စောစောကဖြစ်တဲ့ဟာမှလည်းပါပါတယ်2008ဖွဲ့စည်းပုံအောက်ကိုပြောင်းဝင်ပြီးတော့2010အခင်းချင်းလို့ပေါ့နော်သူတို့နဲ့အဲ့ဒီကိုကြံ့ခိုင်နေတဲ့အပေါင်းပါပုံစုတွေတနည်းအားဖြင့်ပြောရင်အဲ့ဒီကနေရတဲ့အခွင့်အလမ်းဟိုအမေရဆောက်ပါမယ်ဆိုတဲ့အနေထားမျိုးနဲ့ပြန်ပြီးပေါ်ကြတဲ့ပုံစုတွေလို့ပြောတာ ကျွန်တော်တို့ရခိုင်မှာဒီနေ့အခုအချိန်မှာလက်ရှိအချိန်မှာနော်စိတ်တရားတနည်းအားဖြင့်ဆိုရင်ဒီစိတ်အာနာရှင်နဲ့ဒီလိုထိုင်နေတဲ့ညွန်နေလားသုံးညွန်နေလားရှိရောအဲ့ဒါဆိုစိတ်တွေကြောက်ဖြူမအောင်လို့နော်ကြောက်ဖြူမှာဆိုလဲမျိုးပေါ်ကွက်ကွက်နေလေတို့တို့ထိုင်နေတာနဲ့ကြောက်ဖြူလို့မှာချေးပါဘောနှစ်ရာနှစ်ရာကျော်ရှိတယ်နော် ဲ့ဒီမှာ200လောက်ဟာတူတူထိချုံအောက်မှာမရှိတော့ဆိုတော့အဲ့ဒီရေကောက်ပွဲကတခါဒီဘယ်လိုလုပ်ရလဲကိုစားပြီးတော့ကျန်ပါလို့ရမယ်တကယ်တော့ဖြစ်နိုင်ပါ့မလားနောက်ရခိုင်ပြည်ကပါတီတွေဟာသူတို့ဟာရခိုင်ပြည်နဲ့အတွက်သာရေဂျီစတာလုပ်တာဖြစ်တဲ့အတွက်ဘယ်နာမှလည်းဒီလိုမျိုးကောက်ပွဲသွားဖို့အကြံနဲ့ဆိုရဲ ကျွန်တော်ကပြန်ပြီးတော့ဒီလိုပြန်မေးခွန်းပြန်မေးရမယ်လေဒါရောက်နေပါတယ်ဟုတ်ကဲ့စကောင်စီဘက်ကဒီလူထုနဲ့ဆန့်ကျင်ပြီးတော့ပြုတ်လုံမဲ့ဒီရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ရခိုင်ပါတီတချို့မှာဒီရခိုင်လူထုရဲ့ထောက်ခံချက်ကိုရထားတဲ့ပါတီတွေလည်းပါတယ်ပေါ့နော်ရခိုင်လူထုလို့ပြောတဲ့နေရာမှာ နိုင်ငံရေးကိုနားလည်တဲ့လူလည်းရှိတယ်နားမလည်ဘဲနဲ့ပုပ်ကိုတူးတူးတယောက်ပေါ်မှာယုံကြည်ပြီးတော့ထောက်ခံအားပေးတာမျိုးလည်းရှိတယ်ပေါ့ ။ဆိုတော့ဒီလိုလူထုထောက်ခံမှုတွေကိုရရှိထားတဲ့ပါတီအနေနဲ့စစ်ကောင်စီရဲ့အခုလိုရွေးကောက်ပွဲတွေမှာဝင်ပြိုင်မယ်ဆိုရင်လူထုရဲ့ထောက်ခံချက်တွေကိုမျက်ကွယ်ပြုလိုက်တာလို့ပြောနိုင်တာ။မျက်ကွယ်ပြုတယ်ဆိုလို့ပြောလို့ရတဲ့အပြင်ချက်ချင်းပြောရင်ဒီနေ့အဲ့လိုဒီရခိုင်ပြည်နဲ့ရခိုင်ပြည်ရဲ့အနေထားမှာအခုရခိုင်ပြည်သူတွေဟာစစ်တမ်းကို တဝကြီးခံစားနေရတယ်မရှိမဆန်းခံစားနေရတယ်နော်ပြာပုံထဲမှာလှူလင်းနေရတဲ့အနေထားဖြစ်တယ်အဲ့ဒီအရှင်ခါမျိုးမှာထပ်ပြီးတော့နော်ဘဝနဲ့စီတူလောင်းနေပို့နော်တစ္ဆာဖို့တယ်နော်ရခိုင်မျိုးသားတွေပေါ်မှာတစ္ဆာဖို့တယ်ရခိုင်ပြည်သူပေါ်မှာတည်ပြီးရှူတဲ့အပြင်တစ္ဆာဖို့တယ်တနည်းအားဖြင့်တော့ရန်သူကိုအားပေးရရောက်တယ်ဆိုရင်အထီးတော့ရပါ စစ်ကောင်စီဘက်ကတော့ဒီရွေးကောက်ပွဲကိုသူ့ရဲ့နိုင်ငံရေးထွက်ပေါက်အဖြစ်မဖြစ်မနေမရရအောင်ကျင်းပမယ်ဆိုပြီးပြောထားတာရှိတယ်ပေါ့နော်ဆိုတော့ဒီရွေးကောက်ပွဲရဲ့ထွက်လာတဲ့ရလဒ်တွေဟာမြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာဘယ်လိုဖြစ်သွားနိုင်လဲဒီစစ်ကောင်ဆောင်ပေါ့နော်မာလာအာနာယူရတယ်နော်အာနာယူရဒါပေမဲ့သူ့ဟာကနေပြီးတော့သူအာနာသိမ့်တာသိမ့်ရတာသူ့လုံမှန်းနေအကုန်လုံးကဘယ်မှမမောင်းဘူး အုပ်ချုပ်ရေးမှာလည်းမနိုင်နဲ့ဘူးစေရေးရလည်းတိတ်တန်းကိုရှုံးတယ်နော်ဆိုတဲ့အခါမှာသူဘယ်လုံးမှမထိနိုင်ဘူးမထိနိုင်တဲ့အခါမှာအိန္ဒိယနိုင်ငံတွေကအစဒီမြန်မာနိုင်ငံရဲ့စေဟိုပါဘောနော်စေဘေးဒါမှကြောင့်ပြေးကြတဲ့ဝန်ထုပ်ဝန်ပိုးတွေဒီတွင်မှမရင်မသက်ဖြစ်မှုတွေနောက်တစ်ခါသူဒီစေမုံချောင်းဥပဒေတွေပြန်ထားတဲ့အခါနေပြီးတော့ဒီ တိုင်းပြည်ထဲမှာရှိတဲ့နိုင်ငံထဲမှာရှိတဲ့လူငယ်လူွယ်အခုလုံးကြည့်ရတယ်နောက်သူကကလည်းဟို session နဲ့ကနေ35 35ကနေဟိုမှာ65ကြီးဆိုတော့ဘယ်သူမှမလုပ်တော့ဘူးယောက်ျားလေးယောက်ျားလေးလည်းမလုပ်ဘူးမိခင်လေးလည်းမလုပ်ဘူးလူလာပိုင်းလည်းမလုပ်ဘူးဆိုရဲအခါလေးဖြစ်လာပြီးတော့နိုင်ငံတော်တော်လေးရောက်ပြည့်ဖြစ်တာပဲအဲ့ဒီလိုအနေထားမျိုးမှာအဲ့လိုကြာလာတဲ့အခါမှာ ထိမနဲ့သိမရဖြစ်တဲ့အတွက်မှာအင်္ဂလိပ်ရှင်းနိုင်ငံတွေကဒီဝန်ထုတ်ဝန်ပို့ကိုသူစိုးရိမ်လာဒီ base စိုးရိမ်လာအဲ့ဒါကြောင့်လည်းရွေးကောက်ပွဲဆိုတဲ့ဟာမျိုးကိုမဖြစ်မနေသွားမယ်ဆိုတဲ့အနေအထားမျိုးနဲ့အထူးသဖြင့်တော့တပြုံကြည့်ရပါဘူးသူတို့ကတော့ဖိအားပေးလာနော်သူကတော့ဟိုဘက်ဒီဘက်ဒေါ်လာရေးဖွဲ့စည်းရေးကိုလည်းပေးတယ်မှားလာလို့လည်းပြောတယ်အဲ့ဒါကြောင့်ဒီထွက်ပေါက်ကိုရအောင်သူကတော့ထွက်တာ နော်တနည်းအားဖြင့်တော့အင်ဒီရရမလားလို့နော်သူရဲ့ဖက်ပေါက်အနေနဲ့အာနာသက်တမ်းရှိဖို့အတွက်သူလုပ်တာနောက်ဆိုပြီးသူရဲ့လိုက်ရရှိဖြစ်တယ်နော်ဒီမှာလည်းဘဝမှာတော့သမ္မတတစ်ခါလောက်တော့လုပ်ပြရစီဆိုတဲ့အနေထားလို့တွေ့ရတာဒါပေမဲ့အဲ့ဒီဟာကြီးကသူရဲ့အိမ်မက်တာဖြစ်တယ်လက်တွေဖြစ်ပေါ်တော့မလွယ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့သူကျင်းပရမယ်ရွေးကောက်ပွဲဟာ နိုင်ငံမထဲမှာရှိတဲ့မျိုးနယ်အများစုကိုလည်းကိုစားမတူနိုင်ဘူးအခုမျိုးနယ်ကပထမ160ကျော်မှာရှိ60နဲ့ခလေးမျိုးနယ်မှာကျင်းပမယ်ဆိုပြီးအပိုင်းထွက်ပြအခု130တို့ပြောတယ်နော်အဲ့တော့အဲ့130တော့တကယ်ကျင်းပမှာလားအဲ့တော့နောက်တစ်ခါဘယ်သူတွေကဟောမဲပေးမလဲနော်တကယ်ကရွေးကောက်ခံမဲ့ပါတီတွေကတော့အမှားကန်လားနောက်တစ်ခါပြောမယ်ဆိုတော့ပြောကြရတယ်အများကြီးအဲ့ဒီရွေးကောက်ခံမဲ့ ပါရီတွေကတော့သူတို့ကော်မရှင်ကတာမတ်ကလည်းစီးမြင်းစီကံတွေကညီလာဒါမျိုးနေကောင်းတွေကတော့အများကြီးဖြစ်တယ်လေပြီးတော့သူ့ဟာနဲ့သူသောတာပတ်ကိုလည်းဖဲသမားလို့ပြောဘူးနော်ကိုဟာကိုဟောရှင်ကိုဟာကိုကိုဟာကိုထိုးပြီးတော့ကိုငါနိုင်တယ်ဆိုတဲ့ပုံစံမျိုးလုပ်ရှင်လေဖက်ပေါက်ပြရတဲ့အင်မတန်သိခါမဲ့တဲ့လူရတစ်ခုသာဖြစ်ပါလိမ့်မယ်သူ့ကြောင့်ဝေခောက်ပွဲအနေနဲ့နော်ဖန်တင်းနေတယ်ဇုတ်ဖန်တင်းနေတယ် အာရမခဏိုင်ကျင်းနေတယ်နော်တဏ္ဍမို့နော်တဏ္ဍနဲ့ခါထောက်မယ်နော်ဒါနဲ့မို့ထားမယ်ဆိုရဲအနေထားမျိုးနဲ့မဲပေးခိုင်းတယ်ဒီလိုပေါ့အနိုင်ကျင်းတဲ့ဟာဖြစ်တဲ့အတူရောင်ရေကောက်ပွဲမျိုးလို့ကျွန်တော်တို့ကစမ်းကျင်နေတဲ့ဟာဆိုတာဒီလိုပဲဖြစ်ဆိုပြောတယ် လေဝရီအဖန်ရဲ့နေစဉ်ထူရှားတဲ့ရခိုင်သတင်းတွေကိုလေဝရီအဖန် Facebook, YouTube နဲ့ website စာမျက်နှာတို့မှာလည်းနေစဉ်ဆောင်မျှကြည့်ရှုနိုင်ပါပြီရှင်။